မင်းညာကယူရိုပါလိမှာမန်ချက်စတာယူနိုက်တက်က3ဂိုးအက်တလက်တစ်ဘယ်ပေါက်က0နဲ့ပေါ့နော်မင်းညာပွဲပြီးသွားရယူပါလိကအာယူရိုပါလိကတကယ်နတ်ကြီးတာဗျနတ်ကြီးတာလို့ပဲပြောရမလားမသိမန်ချက်စတာယူနိုက်တက်ကလည်းတကယ်ဟိုပရီးမီးယားလိမှာတမျိုးယူရိုပါလိမှာတမျိုးပေါ့နော်တကယ်တော့ဟိုလိုပြောမလဲစိတ်ဓာတ်ကအရန်အစည်းကြီးစကားပြောစကေးတက်တစ်တက်တစ်တေတို့တက်နီကယ်ဘိုင်းနေတယ်အထက်တကယ်တော့စိတ်ဓာတ်ကရေးကြီးရဗျ Ah, uh, mene ya pwe ya pwe po, no. ya ya pwe ကြည့်လို့မကောင်းပဲကြည့်လို့မကောင်းဘူးတော့နိုင်သွားတော့ဆိုကမှမန်ယူဖန်ဆိုတော့နိုင်သွားတယ်ဆိုတော့ဒီပွဲကလည်းရန်ရည်ကြီးပွဲဆိုတော့နိုင်သွားတော့ဥစားဖြစ်တော့ဒါပေမဲ့ထင်သားသူတွေဖြစ်မလာဘူးတော့ပြောင်းလဲမှုတွေအများကြီးဖြစ်သွားတယ်အာထင်သားသီလောက်တော့မှန်းလာတာကိုယ်အသိမရှုံးရမရှုံးရင်ကျင်းတတ်ပါပြီဆိုတော့သူများအိမ်ကွေးမှာအဲ့လိုမျိုးမများမျိုးကြည်တာပေါ့နော်မထင်မှန်ပဲနဲ့မနေ့က3-0နဲ့ဖြစ်သွားတယ်အနီကပ်ပြသွားတယ်နောက်ပိုင်းမှာပွဲကြီးကဒုတိယပိုင်းဆိုလို့ရှင်ပွဲကြီးကကြည့်လို့မကောင်းတော့ပွဲလို့ကြည့်လို့မကောင်းဆိုတာကတော့ အမိုရင်းကရှော့ချလိုက်တာလည်းပါတာပေါ့နော်ဒီပွဲပွဲထိန်လိုက်တာပေါ့နော် ပွဲထိန်လိုက်တာလည်းပါတယ်ဒီသူစိတ်ထဲမှာတော့အလုံးဝဟို၄ကို၅ကိုလောက်ထိအောင်ရအောင်ကစားလို့ရဗျာတီလာအဲ့လိုမနေရဖြစ်သွားတယ်ဒုတိယပိုင်းမှာလည်းသူနည်းနည်းလေးတမ်ပိုလေးတင်လိုက်ပြီးဆိုရှင်ရနိုင်တဲ့လုံးလေးရှိရတာနဲ့မယူမယူလိုက်ဘူးပေါ့နော်ဒါပဲပါပဲပြောပြောပါတော့ဘူးဒီလိုဖြစ်သွားတာပေါ့နော်ဒီနေ့မှာတော့ဒီဗီဒီယိုလေးမှာ ကျွန်တော် tactical breakdown လေးတွေတော့ပြောသွားမှာပေါ့เนาะ tactical breakdown တဲ့မနေ့ကကန်သွားတဲ့ပွဲမှာအာဘာတွေပြောင်းလဲမှုတွေလုပ်သွားလဲဘာတွေပြောင်းလဲမှုတွေလုပ်သွားလဲဆိုတော့ကအမိုရင်ကအဲဘယ်လိုမျိုးပွဲထွက်ပြီးတော့ပုံစံတွေပြောင်းထားလဲပေါ့เนาะတကယ်တော့အဲ့ဒီဟာကမထင်မှတ်ဘဲနဲ့ တကယ်ဗျတကယ်ဗျဆိုတာမင်းကကြည်ပြန်ကြည့်ကြည့်လိုက်အာမင်းကမထင်မှတ်ဖဲနဲ့အမိုးရင်းရဲ့တကယ်တတိရှိရှိနဲ့ထွက်လာတဲ့ tactic tactic ကိုကျွန်တော်ပြောရမယ်အဲ့ဒါအကြောင်းလဲနိုင်သွားတကယ် very risky ဗျမင်းကထွက်သွားတယ်အမိုးရင်းရဲ့ tactic က very very risky အဲ့လိုတော့ကျွန်တော်ပြောခြင်းမယ်ဘာလို့ဆိုတော့ဒီမင်းကထွက်သွားတဲ့ tactic ကမှန်မှန် မှန်မှန်ကွမ်းမယ်ပွဲတိုက်တည်ကြည့်လုံးဝအဲ့အာအဲ့ဒါကကျွန်တော်ခဏနေတော့ပြောသွားမှာဩဒီဗီဒီယိုမှာအပေးရလဲဆိုတာဘာတွေလဲဆိုတာပေါ့နော်အာတကယ်ပြတိုက်တည်မနေ့ကဘယ်ဘာဒေးရဲ့အာဘယ်ဘောနော်အာ you you big big league ၅ခုလုံးဝတကယ် league ၅ခုစလုံးမှာအာပြီးလို့ရှိရင်အိမ်ကွေးမှာ၃ပွဲပဲကိုးပေးထားတကယ်ရန်ကောင်းတဲ့နောက်တန်းကိုဘယ်လိုမျိုး emoring tactic နဲ့ ตาလုံးဝအตาစည်းယူသွားတာဆိုတာပြပါတော့မနေ့ကတော့ပွဲက tactic ပိုင်းမှာတော့လုံးဝပြောရမှာရှိအမိုရင်းရဲ့တကယ်တကယ်ပြောရမှာရှိမနေ့ကအာအများကြီးပဲဗျအာနီကိုဝီလီယန်ကိုပွဲထိန်းတာလင်ဒလော့ဖ်နဲ့မနေ့ဒါပေမဲ့လင်ဒလော့ဖ်အချင်းနေမကောင်းဒါပေမဲ့အဲ့လိုမပွဲထိန်းတာမျိုးတွေပေါ့နော်အဲ့ဒီမှာဒလီဆိုရင်တော့ပြောရမှာမလို့အဲ့လိုပွဲထိန်းတာမျိုးတွေပြီးသွားလို့ရှိလို့ရှိရင်ဒိုကူနေရာချထားတာလေပြီးသွားလို့ရှိလို့ရှိရင်ဟိုအနောက်ကနေပြီးတော့မဆော့တာလေလုံးဝအာဘာလို့ဆိုတော့ ဒီဘယ်ဘောရဲ့အနေအများဆုံး danger ဖြစ်တဲ့ high pressing နေရာလွတ်ထွက်သွားအဲ့ဒါလေဘောမပွဲကိုကျွန်တော်ပြောချင်တာဒါလေဘောမပွဲကဒီပွဲမတိုင်ခင်မှာ ကန်လိုက်တာအများကြီးအများကြီးအာဂျေဇူးတင်ရမယ်လို့ပြောမယ်ဗျာပြောရမယ်ဗျာတီလာဝေါင်းဝါးနဲ့တီလာဘာပေါ့ဘယ်ဘိုးမောက်ပွဲမှာဒါအာမက်ဂွာယာကိုအဲ့အလဲအမအရင်တော့လေယောရိုပီလပ်လုပ်တဲ့ဟာအနောက်မှာအဲ့လိုမျိုးဒါဒီပွဲမှာသွားထက်ဖြစ်မယ်ဆိုဘိုးမောက်ပွဲမှာသူတို့မတိလိုက်ဘူးဆိုလို့ရှိရင်အမိုရင်းလာမတိလိုက်ဘူးဒီပွဲမှာသွားလို့လို့ရှိရင်ဒီပွဲကအစိုးရကွာပါဘာလို့ဒီ high press မှာဒီဘိုးမောက်ပွဲနဲ့သူတို့တွေ့လိုက်တဲ့အတွက်အဲ့ဟာကိုလုံးဝမလုပ်တော့ဘူး တော့အနောက်မှာ flat 3ထားလာတယ်မကွာရအောင်ရှေ့မတင်တော့ဘဲနဲ့ရော်ရိုနဲ့ဒီ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 ဘယ်လိုလဲဒီဘက်မှာအော် Lindelof နဲ့ရော်ရိုကျတော့ဒီအနောက်မဆွဲတော့ဘဲနဲ့အဲ့လိုမကွာနဲ့အဲ့လိုမျိုးနဲ့မလုံးတော့ဘဲနဲ့သူက flat 3ထားတယ်ပြီးတော့အရေးကြီးဆုံးကကျွန်တော်ပြအရေးကြီးဆုံးက အိုနာနာလုံးဝအနောက်ကဘေးလာမလို့ဆာမန်ဘေးလာမလို့နည်းနည်းလှုပ်တယ်ဘေးလာလှုပ်တာလေးတွေရှိတယ်ဒီလိုမျိုးထွက်လို့ရတယ် triangle လေးတွေလူပိုလေးတွေရှိတယ်တောင်းနေမှာဘာလို့လဲဆိုတော့ဒီမှာ coach ဘက်ကလုံးဝမကတ်ဘူး wing back တွေကမကတ်တယ်သူတို့အဲ့လိုမျိုးအာ overload ပေါ့နော်၃ယောက်၂ယောက်နေနေအဲ့နာလေးမှာချထားရရှိဒါပေမဲ့အများဆုံးကအိုနာနာကန်တင်တာကန်တင်တာမှာဒိုကူဟိုးအရှင်းပါထားတာဒိုကူလုံးဝဟို winger အနေနဲ့ဟိုထားထားပြီးလှုပ်တာအဲ့ဒါအရင် risky risky ဖြစ်ပေမဲ့ဘာဖြစ်သွားလဲဆိုတော့ ကြော်လိုက်တယ်ပဲချိလုပ်လိုက်တယ်လို့ပဲဒီလား the ဒီဟာပေါ့နော်ဘယ်လိုပြောမလဲ high pressing ဖြစ်တဲ့ဒီဒီ menu ရဲ့ဒီနောက်တင်ဟာနေပြီးတော့အဲ့ညာယူကြော်ပြီးတော့လုံးဝဘာလို့ဘယ်ဘောက်ကိုပင်လောက်တာသူတို့ရဲ့ blow block နေရာကို force လောက်တာ ဘယ်ဘောင်းတင်းကိုလုံးဝ low blow block နဲ့ phosphor force လောက်တာ force ဘယ်လိုလုပ်လဲတော့ပိုရနာကန်တေနဲ့ဒိုကူးနဲ့ဟိုလေအဲ့မှာခေါင်းတိုက်ပြီးတော့ဘောလုံးကိုရအောင်ယူပြီးတော့အဲ့နေရာမှာစတာပွဲအာဘောလုံးကိုအဲ့နေရာမှာစတာပေါ့နော်အဲ့ဒီ star play star player အဲ့နေရာမှာပဲစတာအဲ့နေရာမှာစတဲ့ဘောလုံးကိုရအောင်ယူပြီးပြီးတော့အဲ့မှာစတာအဲ့တော့ဘယ်လိုမှ force လောက်တာကြာတည်လားဘယ်ဘောင်းကိုမလုံးဝမခံနိုင်မဲ့တော့ဆိုအဲ့တော့ဘယ်ဘောင်းကအစာပိုင်းမှာပထမတကူးမပေးရခင်ပေါ့နော်အစာပိုင်းမှာအတူတင်မှုတွေပြန်တိုက်သေးတယ်တူတင်မှုတွေပြန်တိုက်သေးတယ်ဆိုတော့ ဘယ်ဘာလဲသူ့အိမ်မှာကွဲမှာလည်းဖြစ်တာပေါ့ဗျအဲ့တော့သူကပြန်ပြီးတော့ဟို face to face တော့ငါကိုပြန်ချသေးတယ်သူ high press ပြန်လုပ်ပြီးအဲ့တော့ဘယ်နေရာမှာဘောလုံးကကစားတာများလဲပြက်တာများလဲဆိုတော့ mid block နေရာမှာအလဲတဲ့နေရာမှာပြက်တာကစားကြတာများတယ်အာဘယ်ဘောကလည်းဒီဘက်ကိုပြန် press ဖို့ကြိုးစားတယ်အဲအဲ့ဒါကြောင့်ကနာချိုထွက်ထွက်သွားတာဆိုတာဘယ်ဘောကလည်းထွက်ဟိုဒီဘက်ကိုတွန်းဖို့ကစားတယ်အာလုံးဝလည်း Manchester United ကလည်းသူ့အနောက်ကိုလုံးဝအကြမခံပြန်တင်ထားတယ်အဲ့တော့အဲ့အလဲကိုအလီအီကအလဲနေရာမှာလုံးဝ ွဲကြီးရစာဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြဒီနေ့ကဒါကတော့ဒီဟာလူထွက်သွားတဲ့ဇင်းရင်းပေါ့နော်ဒါကလူထွက်သွားတဲ့မနေ့ကဒီလိုမျိုးတွေ့သွားတဲ့ခဏလေးကျွန်တော်ဘောလုံးတစ်ချက်ထည့်လိုက်အောင်ဘောလုံးကမှတရအောင်မနေ့ကအဲ့ဒီနေရာမှာကောပါကစားတာ လုံးဝဒီမှာရောရိုဆိုလို့ရှိရင် left back နေရာအခုလိုမျိုး left back နေရာကစားတယ်ဒိုဂူဆိုအဲ့လိုကစားရဲဘရူနိုကဒလောက်လောက်ကစားရပါတော့။ကူကဒေနဲ့ပြောလို့ရှိရင်မကွာရတယ်မှာအဲ့တော့ဒီလုံးဝပြအောင်ပြင်တာ။ဘောလုံးရပြီဆိုလို့ရှိရင်အိုနာလာကန်တယ်။ဒီနေရာကန်တယ်လား။ဘောလုံးအဲ့နေရာပဲလား။ ဒီနေရာကကန်တယ်တကယ်အဲ့အပေါ်ပိုင်းကန်တာဂျိုဘက်ကတော့ရှားသေးတယ်ဒီအောက်ကိုပဲကန်နေတာအဲ့ဒီနေရာမှာကန်နေတယ်ပြီးလို့ရှင်ဘောလုံးဒီနေရာမှာကစားတယ်အဲ့ချိန်ကျလို့ရှင်လို့ရှင်ဒီမှာဘရူနိုတို့အိုဂါဒေတို့အာယောရိုမကွာယာလင်ဒလော့ပေါ့နော်ပြီးလို့ရှင်ကာဆမေရိုမဂျရာဝီလုံးဝအဲ့နေရာမှာကစားတာဗျတင်လားအဲ့ညမှာလုံးဝကစားတာပေါ့နော်အဲ့ညဘောလုံးရအောင်လုံးဝအဲ့တော့ဒီဘက်ကိုပင်တာအဲ့တော့ဘာက risky လဲဆိုတော့ကျွန်တော်ပြမယ် risky လဲဆိုတာဒီကောင် အီနာကီတလုံးထွက်သွားတယ်တလုံးထွက်သွားတယ်ပရာလာပိုင်းမှာဒီမှာအဲ့ဒီကောင်ဘာလို့တိုးဝက်ဒီရှိမှာတိုးဝက်မနေပြန်လာအဲ့မှာလင်ဒလော့ဘလောက်တိနှစ်ခါဘလော့လုတ်သွားတယ်လင်ဒလော့ဘလော့နှစ်ခါလုတ်သွားပြီကံကောင်အီနာကီဒီကနေပြီးထွက်သွားတယ်ဘောလုံးကိုဒီကနေပြန်ပြီးကပတ်လုတ်တယ်ဒီနေရာကပြီးတော့အပရန်ကွာပေါ့နော်သူလည်းတော်တော်ကောင်းတယ်မနေရာပွဲမှာအဲ့ဒုက္ခပေးတာစားပိုင်းမှာဒုက္ခပေးတာသူလည်းနောက်ဒါပေမဲ့တရားထွက်သွားတဲ့အချိန်မှာသူ့ကိုလည်းထုတ်လိုက်တယ်ဒမာကော့စ်နဲ့သူ့နဲ့ထုတ်လိုက်ဒမာကော့စ်ကလည်းအဲ့ဒီကျွန်တော်ပြောသူပင်ကန်တွေရတော့အဲ့ဒီနေရာမှာဟိုင်းလန်နဲ့ ။ Wildland နဲ့ Dogon နဲ့ဘောလုံးကိုဒီနေရာ Onana တင်လိုက်ပြီဆိုလို့ရှိရင်အမဒီမာကော့ဆိုတော့ပြတော့နေ။အဲ့တော့အဲ့ဒါကြောင့်မလို့ဒီမာကော့ကိုလည်းထုတ်လိုက်တာပေါ့။ Inaki ကဒီမှာ cutback လုပ်သွားတယ်။ပြန်အမ Lindor ကဒီနေရာကနေပြီး block လုပ်သွားတယ်ခု။အဲ့ကိုလည်းဒါအဲ့တော့ယနေ့ကတော့အဲ့လိုပေါ့နော်အဲ့တော့ကနက်ကလည်းကြီးရလည်းပါတယ်ပထမပိုင်းမှာတော့ဥစားအမိုရင်ကလည်းပြောထားတယ်မှာမြတ်သူပြောပွဲပြီးွားတော့သူပြောတယ်မိုရင်ကလည်းအာလုံးဝဟို technical ဘိုင်းအရာသူတို့ struggle ဖြစ်တယ်ပေါ့နော် technical ဘိုင်းဆိုတော့ Lindelof လုံးဝဝီလာ Nico Williams ကိုလုံးဝသူမထိန်းနိုင်ငါးခါသုံးခါလောက်လွတ်သွားဦးကားတေးလည်းပြားရီတုံနေတယ်ဒါပေမဲ့အာကန်ကောင်းထောင်းမစွာနေပဲပေါ့နော်အာအဲ့အဲ့ဒီကျွန်တော်ပြောတဲ့ဒီနေရာမှာကစားလို့ဗျအဲ့နေရာမှာကစားတော့နောက်ပိုင်းကျတော့ဒီနေရာဘယ်လိုပြောမလဲဆိုတော့ Bellbow က uncomfortable အဲ့နေရာကသူတို့တွေဘောလုံးကစားဖို့ very uncomfortable ဖြစ်တဲ့နေရာဗျာသူတို့ကပုံမှန်ဘယ်အသင်းနဲ့မဆိုကစားလို့ရှိလို့ရှိရင်ဒီနေရာမှာသူတို့ကကစားတာကိုဘောလုံးကဒီနေရာမှာဘောလုံးကဒီနေရာမှာသူတို့ build up တွေလုပ်နေပါကြရေလုပ်နေလို့ရှိရင်သူတို့တော်တော်များများကအဲ့နေရာကနေပြီးတော့ အာသူတို့ high pressing လောက်တော့ပြီးရချင်းလို့ရှင် turnover လောက်တာ turnover လောက်ပြီးရချင်းဘောလုံးပြန်ပြီး press လုပ်ပြီးတော့ဥစားဖြစ်တာပထမမှာမှန်သူတို့မြင်ရတယ်ဗျာနှာခါ၃ခါလောက်အဲ့လိုမျိုးပြင်ပြပေါက်တာ၃ခါ၄ခါလောက်မရခါဘူးပြင်ပြဖြစ်သေးတယ်ကန်ကောင်းလို့ကိုယ်မပေးရတာဗောနော်ပြီးလို့ရှင် inner game million နဲ့ဒီနားနဲ့ counter ကိုတစ်ခါလွတ်သွားသေးတယ်အဲ့ဒါလည်းကိုယ်ဝင်ပေးရကန်ကောင်းလာအဲ့တော့အဲ့ဒီဟာမျိုးမဖြစ်ဘဲနဲ့လုံးဝသူတို့ကလုံးဝ opposition low block ဖြစ်အောင်လို့သူတို့ပင်တာပင်တာတော့အဲ့ owner နာလို့ကန်တယ်ယူနော်ကိုယ်ကပြောပြောလို့ဒီနေရာမှာဖြစ်သွားတော့နောက်ဆုံးဒီဘယ်ဘော uncomfortable ဖြစ်ပြီးအဲ့နေရာမှာစပြီးသူတို့စပ ပြတာသူတို့ဘာတောင်းတော့ဘလုံးသိနေသူတို့အဲ့လိုမကံဘူးလုံးမကံပဲနဲ့လုံးဝအာ risky ပေါ့ non risky လို့တော့ဒီနေရာမှာ overload ကိုစူးစမ်းတော့ခုလိုပါတော့အဲ့လိုမျိုးနဲ့မနေ့က ထွက်သွားတာပေါ့နော်အဲ့တော့ထွက်သွားတယ်ပြီးတော့အဲ့လိုမျိုးဖြစ်သွားတယ်အဲ့မှာလေအဲ့အဲ့နေရာမှာပဲ free kick ရတာပြီးတော့မကွာရာတို့ကလည်းပြန်မစင်းဘူးရအဲ့မှာအဲအဲထဲမှာခေါင်းတိုက်တဲ့လူကြီးရှိတာပေါ့နော်အဲ့အချိန်မှာဟိုဘက်ကမကွာရာလည်းလုံးဝမကြည့်ရှင်လက်မကြီးရမှာအကုန်လုံးပြောနေကြလက်မကြီးရမှာထားနေတယ်လုံးဝတွေ့စင်တွန်းတန်းနေနေနဲ့သူတင်းလိုက်တာပေါ့နော်နာနက်ကြီးရခေါင်းကြီးတို့နက်ကြီးရတကယ်ကအဲ့မှာ ကိုးရတယ်ပထမကိုးပေးပါတယ်ဒုတိယကိုးရလည်းဒုတိယကိုးရလည်းအမားပေါ့နော်အမားဆိုတာဒီဒီဒီ mid block မှာပဲ overdia force လို့တာ overdia ဒီညားနေပြီးတော့ဖြတ်ချလိုက်တယ် mid block မှာဖြတ်ဖြတ်ပြီးတော့ counter counter pressing ပြန်ပြီးပါပြီးတော့အဲ့ဒီကပေါက်သွားလို့ကနာချိုဘက်ရောက်သွားတယ်ကနာချိုဘက်ကနေလာလဲတက်လာတယ်မဆရာကြီးပေးလိုက်တယ်မဆရာကြီးကနေပြီးတော့ cut back လို့အဲ့အထဲကိုပြန်ဖြတ်လိုက်မှာဟောင်းလည်းလွတ်သွားတော့ဆွဲလိုက်တော့ဖြတ်သွားပနယ်ဒီကတော့ပေးနေတာ ပေါ့နော်အာမနေ့ကဒိုင်ယာလည်းတော်တော်ကောင်းတယ်ဗျမနေ့ကဒိုင်ယာဒီလောက်ဒီလောက်ပဲပေါက်က ရိသတ်တွေအကြီးအကျယ်တွေလုပ်နေရတော့မှပုံမှန် AC နဲ့လုံးဝ decision မှန်မှန်နဲ့ခြားသွားနိုင်တယ်ပေါ့။အနည်းငယ်တိုင်အောင်လည်းတော်တော်ကောင်းတယ်။အဲ့တော့အဲချက်ချင်းလို့ပြောမှလူ10ယောက်ဖြစ်သွားတဲ့အချိန်မှာ10ယောက်ဖြစ်သွားတဲ့အချိန်မှာပွဲကြီးကလုံးဝပြောင်းသွားပြောင်းသွားပြ။အဲ့ဒီမှာလည်းအမိုရင်အပြောင်းလဲပြန်လှုပ်လိုက်သေးတယ်။အမိုရင်ပြောင်းလဲလှုပ်တာလည်းတော်တော်မှန်တယ်။မိုရင်ပြောင်းလဲလှုပ်တာလည်းမနေ့ကမနေ့ကအမိုရင်ကိုတော်တော်ကြီးကျိုးကြပြ။မနေ့ကဘာလို့ဘာလို့ချက်ချင်း10ယောက်ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ မျောထားတယ်အရင်နဲ့ကျွန်တော်ပထမသုံးတက်ထားတယ်အပွဲချိုသုံးတက်တောင်းအောင်လို့မျိုးပဲဘယ်လိုမျိုး attacking အဲ့ဒါလည်းကျွန်တော်ဒီမှာပေးအ description မှာတော့ထည့်ထားပါဘောနော်အဲ့ဒီမှာကြည့်အဲ့ဒါဆိုတော့ကြည့်ရင်ကြည့်လို့ရအဲ့ဒီမှာလဲဒီထွက်သွားတဲ့အချိန်မှာ441နဲ့ပြောင်းလိုက်တာဘောနော် power dia 441နဲ့ combat ကစားတယ်441နဲ့ကစားတယ်441နဲ့အဲ့လိုကစားတဲ့အချိန်မှာထင်တာဒါပေမဲ့441နဲ့သူတို့အဲ့လို၁၀ရောက်ဖြစ်သွားကြအောင်ကစားတယ်အဲ့ချိန်မှာမလုပ်လိုက်လဲဆိုတော့ချက်ချင်းပဲ မန်ချစ်စတာယူနိုက်တက်ကအဲ့ချိန်မှာပါလုံးလိုက်လဲဆိုတော့ဘရူနိုကရှေ့တက်တဲ့ဥကာဒီကိုရှေ့တင်လိုက်တယ် ကာဆီမီရိုပဲနောက်မှာထားလိုက်တယ်စနာဒီတယောက်ပဲရှိတော့တာဟုတ်ကာဆီမီရိုတကောင်ပဲရှိတော့တယ်အဲ့တော့ဘောလုံးကအဲ့ဒီနေရာမှာဒီလိုမျိုးကစားလိုက်ထားလိုက်တယ်ပြောလို့ရှိရင် overlay ကိုရှေ့တင်လိုက်တယ်ဘရူနိုရှေ့တင်လိုက်တယ်ကနာချိုတင်လိုက်တယ်မာဂျော်ရီတင်လိုက်တယ်ကိုကိုတင်လိုက်တယ်အဲ့လိုတင်လိုက်တာပေါ့နော်တတိယကိုကလည်းအဲ့ညာနေရသွားတာအဲ့ညာနေရသွားဆိုတာဒီကနေပြီးတော့ကာဆီမီရိုဒီကနေပြီးတော့ဖောက်လဲသူက compact အရင်ပြ compact ဖြစ်တာမကောင်းတာဒီခါလေးကျဘောလုံးကဟိုတူတိုက်ကိုတိုက်နေအဲ့လိုကြားရဲထွက်ထွက်ထွက်သွားတာလေပြအဲ့ကိုကလည်း overlay အလုံးချောက်ကလေးနဲ့ထိလိုက်ပြီးတော့ထွက်သွားတာပေါ့နော်ဘရူနိုဘရူနိုကတော့ အာဒီလိုချင်းမှာလွဲပြရတော့မရှိဘူးเนาะကိုကိုလုံးတို့အဲ့လိုထွက်သွားတဲ့ကိုပဲဆိုတာတေးကြတယ်ကျွန်တော်တေးလိုက်အဲ့မှာလေကနောက်တော့ကိုပေးလိုက်ရတာပေါ့เนาะအဲအဲ့တော့မနေ့ကပွဲရတော့အဲ့လိုမျိုးပဲကံဝါရယ်ပေါ့เนาะအဲ့လိုပဲပြောင်းဒုတိယပိုင်းကလည်းဒီလို441နဲ့ဒီပဲဒါပေမဲ့ကျွန်တော်အနေနဲ့ဆိုလို့ရှင်တော့ ပြောရလို့ရှိရင်တော့တမ်ပိုလေးတော့နည်းနည်းပုံမြင်တယ်နော်ဗျအာမန်ကေတမ်ပိုလေးအဲ့ခပ်ဘက်တီလို့အဲ့မှာကျွန်တော်ဒီမှာပထမတော့ကပြောထားသလိုပထမဗီဒီယိုမှာပြောထားသလိုပဲကျွန်တော်ဒီမှာဆိုလို့ရှိလို့ရှိရင်တမ်ပိုနည်းနည်းလေးပုံမြင်လို့ရှိလို့ရှိရင်ညာကျွန်တော်ပထမပြောတဲ့ဗီဒီယိုတွေလို့ပဲပထမပြောတဲ့ဗီဒီယိုတွေတော့ဖြစ်တယ်ပထမပြောသွားတော့ကဗီဒီယိုပွဲချိုတုံးသက်ချက်တုံးကတော့ဒီ441ကတော့သူက compact အရန်ကစားတဲ့အခါမှာဒီလိုမျိုးပေါ့နော်ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာ compact အရန်ကစားတဲ့အခါမှာသူကဟိုဘက်ဒီဘက် switch ကတော့ switch ကြတယ်ဒီမှာဒိုဘူးကဒါဒီဒီမှာသူတို့တမ်ပိုမမြင် င်းဥစ္စာအရန်နေတယ်ဗျအကေပြေတာအမြန်လာသူတို့ဝင်းကို switch နိုင်လို့ရှိလို့ရှိရင်အဲဒီတော့ဒီမှာကောဆိုဒီလိုလာတာ哦ဒီမှာကောဆိုဒီလိုလာလို့ရှိရင်ဒီလိုဘရိုနိုကလွတ်ထွက်သွားမှာဗျဘရိုနိုကလွတ်ထွက်သွားရဒီကောင်ကဒီလိုလာကတ်ကြတယ်အဲတော့စန်တာဘက်ကဒီလိုလာကတ်အဲ့ခါကြာလို့ရှိလို့ရှိရင် wild land ကိုဒီလိုလာကတ်ပေးရတယ်တပါလို့ဆိုစီစန်တာ forward ဒီလိုလာကတ်ပေးရအဲ့ချိန်မှာ uga တွေကဒီလိုထွက်လာတဲ့ခါမှာဒီလိုဓမ္မတွေကဒီနေရာမှာဒီနေရာမှာလွတ်ထွက်သွားတာပေါ့ဒီနေရာမှာလွတ်နေတာပေါ့နော်အဲ့တော့အဲ့လိုမျိုး ဖြစ်ရှိတယ်ပြည်သာဒုတိယပိုင်းမှာတော့လည်းအဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်အကြေတူတူတံပိုးမချဘဲနဲ့ဆက်ပြီးကမ်းမယ်ဆိုလို့ရှိလို့ရှိရင်လေးကငါးခုလောက်တောင်းအောင်ဖြစ်သွားနိုင်တယ်ပေါ့ဒုတိယပိုင်းတစ်ပိုင်းလုံးမှာသူတို့၁၀ရောက်တန်းဆက်တရောင်းနဲ့ကမ်းရအောင်အဲ့တော့ချော်ချလိုက်တယ်ပေါ့နော်ပြီးလို့ရှိလို့ရှိရင် delete တော့ပြန်ပြင်ရတဲ့ဥစားဖြစ်တဲ့အာမက်ပြောင်းလိုက်ချင်မတူဘူးထွက်လိုက်ပြအာမက်ပြောင်းလိုက်ချင်မှလည်းအာမက်ရဲ့ attacking ပုံစံကလုံးဝပြောင်းလိုက်တာပြောင်းသွားတာဗျာတိလား attacking ကတော့တော်တော်ပြီးတော့ဆိုအားတက်เสียပဲမှန်တာအတွက်အဲ့တော့အာဒီ၃ခုနဲ့ဆိုတော့ Ultra 4မှာဘလိုမှမဲဝါကပြန်ပြီးတော့ကျွန်တော်တို့မထင်ဘူးမထင်ဘူးမြင်ဘူးမြင်ဘူး99.9%တေချာသွားပြီ Spa နဲ့ Final မှာတွေ့တေချာသွားပြီတော့ Europa League မှာ Spa နဲ့တွေ့မယ် Spa ကလည်း Premier League မှာ delay နေတယ်။အဲဒီကလည်း delay တော့သူတို့နှစ်ယောက်ကတော့ Europa League ကိုထင်မှာ Final မှာအကြီးကျယ်အင်္ဂလန်နဲ့တင်ရတော့ကြာမှာပေါ့နော်အဲကျွန်တော်ဗီဒီယိုလေးတော့ကျွန်တော်ဒီညမှာဆုံးသတ်လိုက်ချင်ပါတယ် အဲကျွန်တော်ဗီဒီယိုလေးကိုပြီးအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်